ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညနေမှာညီမဖိုက်တာလေးကြော်စာဝင်းပွဲထိုးတော့မှာဖြစ်ပါတယ်သူ့ကို Lamborghini Super Fight ပြိုင်ပွဲကြီးမှာပွဲတင်ပေးတာဖြစ်ပါတယ်ခင်ဗျာကြော်စာဝင်းရဲ့ပွဲစဉ်ဟာအစောပိုင်းကဒုတိယနောက်ပွဲစဉ်ဖြစ်ပွဲထိုးတော့မှာဖြစ်ပါတယ်ညီမစံတော်ချိန်အားပြိုင်ပွဲကညနေ9:00နာရီမှာစတင်မယ်ဒီတော့ဒုတိယနောက်ပွဲစဉ်ဖြစ်တဲ့အတွက်ကြော်စာဝင်းရဲ့ပွဲစဉ်ကိုညနေ9:00နာရီခွဲနောက်ကြဆုံးညနေ6:00နာရီမတင်တော့မှာကြည့်ရလိမ့်မယ်လို့ကျွန်တော်တို့ ယူဆထားမိခဲ့တယ်ခင်ဗျအခုတော့ပြိုင်ပွဲဒိုးမဲ့နေ့ကိုရောက်ပါပဲကျော်တော်ဝင်းရဲ့ပွဲကိုပွဲစဉ်နံပါတ်9စီပို့လိုက်ပါတယ်ဒီတော့ပွဲစဉ်စုစုပေါင်း10ပွဲပါဝင်မဲ့ Lamborghini Super 5ပြိုင်ပွဲကြီးမှာကျော်တော်ဝင်းရဲ့ပွဲစဉ်ကပွဲစဉ်နံပါတ်9ဖြစ်သွားတယ်ခင်ဗျဒါကြောင့်ကျော်တော်ဝင်းရဲ့ပွဲစဉ်ကိုနောက်ကြပြီးတော့မှကြည့်ရပါတော့မယ်အစောဆုံးဆိုရင်တော့ည8ခွဲလောက်ဖြစ်မယ်ခင်ဗျ ဒါမှမဟုတ်တော့ည9နာရီမတင်းလောက်မှကြည့်အောင်များပါတယ်။အဲတစ်ခါမှပြောရမယ်ဆိုရင်တော့ကျော်စော်ဝင်းရဲ့မိစေသူငယ်ချင်းလည်းဖြစ်တယ်။သူ့ရဲ့လေ့ကျင့်ပေါ်လေ့ကျင့်ပဲလည်းဖြစ်တယ်။ဆရာလိုလည်းဖြစ်တဲ့ Y2K သူကလည်းပွဲစဉ်နံပါတ်9ပါပဲခင်ဗျ။သူကတော့ Spirit of CM ပြိုင်ပွဲကြီးမှာပွဲရထားတာဖြစ်ပါတယ်။ပတ်တရားမှာထိုးရမှာပါ။ကျော်စော်ဝင်းကတော့ဘန်ကောက်ကိုပွဲထိုးဖို့ရောက်အောင်တာဖြစ်ပါတယ်။ Y2K ကတော့မြန်မာဖိုက်တာလှဝင်းနဲ့ခေါင်းပွဲစဉ်ထိုးရမှာဖြစ်ပါတယ်။62 kg ပွဲစဉ်မှာ စပရီယောစီယံပြန်မှာကပွဲစဉ်9ပွဲပဲပါတယ်ဒီတော့ Y2K နဲ့နမဘာယာလာဝင်းရဲ့ပွဲစဉ်ကနောက်ဆုံးပွဲစဉ်ဖြစ်နေပါတယ်ခင်ဗျဒီတော့ကျော်တော်ဝင်းရဲ့ပွဲစဉ်နဲ့ Y2K ရဲ့ပွဲစဉ်ကိုအချိန်ကပ်လျက်ကြည့်ရမယ်အနေအထားမျိုးဖြစ်သွားတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ဟုတ်ကဲ့ကျော်တော်ဝင်းဟာဖက်ဒရယ်ဂျင်ကိုကိုစားပြုပြီးစင်ဘော်တက်ကိုပထမဆုံးတက်ရောက်လာတဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျအစောပိုင်းကတော့ဝမ်းမှာပွဲထိုးဖို့ ကျော်သွားဝင်ပွဲရထားပြီလို့သတင်းတွေထွက်ခဲ့တယ်။အောက်တိုဘာလ31ရက်နေ့မှာပွဲထိုးရမှာဖြစ်ပေမဲ့ပွဲထိုးဖို့သူ့ကိုစစ်ဆေးလိုက်တဲ့အချိန်မှာအသေးစားဒဏ်ရာလေးရရှိထားတာတွေ့လို့ဖက်ဒရယ်ချင်ပိုင်ရှင်သတင်းနဲ့ဆရာဝန်ကစိတ်မချဖြစ်ပြီးတော့ပွဲမထိုးဘဲနဲ့အချိန်နောက်ဆုံးလိုက်တာဖြစ်ပါတယ်ခင်ဗျ။အခုတော့ကျော်သွားဝင်ဟာသူ့ရဲ့လက်ကျင့်မှုတွေသူ့ရဲ့ပြင်ဆင်မှုတွေကိုစမ်းသပ်တဲ့အနေနဲ့ Lamborghini Super 5ပြိုင်ပွဲကြီးကိုဝင်ထိုးခဲ့ပါပြီ။ဒီညမှာကျော်သွားဝင်အနေနဲ့ ဒါထွက်လပ်ပါစွာအနိုင်ရလနဲ့အတူပွဲထွက်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအပေးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ